မင်္ဂလာပါကျွန်တော်တို့ AI ကိုတခြင်းရေးခိုင်းမှုအတွက်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ browser တစ်ခုခုတည်းဝင်ပေးပါတော့။အဲကျွန်တော်ကတော့ Chrome နဲ့ပဲဝင်လိုက်တယ်ပြီးလို့ရှိရင်အပေါ် search bar မှာ grok.com ဆိုပြီးရိုက်ရှာလိုက်ပါတော့။ grok.com အပေါ်ဆုံးမှာပေါ်လာတဲ့ grok.com နဲ့ကိုဝင်မယ်။ AI ရဲ့စာမျက်နှာတွေကိုရောက်သွားတယ်ပေါ့နော်။ရောက်သွားလို့ရှိရင် AI နဲ့ရဲ့ထုံးစံတိုင်းကျွန်တော်တို့အကောင့်ဝင်ပေးရတယ်ပေါ့နော်။အခုဒီကောင်ကကြတော့ကျွန်တော်တို့ဟိုဟာဗာလဲ Twitter ကထုတ်တယ်ဟို Elon Musk ကထုတ်တဲ့ဟို AI မို့လို့ Elon Musk ကုမ္ပဏီကထုတ်တဲ့ AI မို့လို့သူက Twitter နဲ့လည်းချိန်လို့ရတယ် Gmail နဲ့လည်းချိန်လို့ရတယ်နောက်တစ်ခုက Apple ID နဲ့လည်းချိန်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဟို Gmail နဲ့ပဲချိန်လိုက်မယ်အများစုလည်း Gmail နဲ့ပဲချိန်တာများတယ်ပေါ့နော် ဒါဆိုလို့ရှင်ကျွန်တော်အကောင့်ဝင်ပြီးွားပြီပေါ့နော်အကောင့်ဝင်ပြီးွားလို့ရှင် သူ့ကိုကျွန်တော်တစ်ချက်မေးမယ်မင်းသချင်းရင်းနိုင်လားဆိုပြီးတော့ကျွန်တော်တစ်ချက်မေးကြည့်မယ်ပေါ့နော် ဒါဆိုလို့ရှိရင်သူပြန်ဖြေတယ်ကျွန်တော်ကဂရော့ပါတို့ဟိုတချင်းရေးနိုင်ပါတယ်ပေါ့နော်မြန်မာဘာသာနဲ့ရေးပေးရမလားဘလို့စတိုင်ဒါမှမဟုတ်ဘလို့အကြောင်းအရာမျိုးကိုလိုချင်လဲဆိုတာကိုပြောပြပေးရင်အဲ့ဒီအတိုင်းရေးပေးပါမယ်ပေါ့နော်ဥပမာအချစ်တချင်းလားတဘာဝတချင်းလားဘာညာပေါ့နော်အလွန်တချင်းလားဆိုတဲ့အတိုင်းညာလို့အဲ့ဒါကြောင့်ကျွန်တော်ကဟိုအသေးကွက်တချင်းပေါ့နော်အသေးကွက်တချင်းပဲဖြစ်အလွန်တချင်းပဲဖြစ်အချစ်တချင်းပဲဖြစ်ကိုယ့်ကိုနာမည်ကိုကြိုက်တဲ့လူမျိုးကိုယ့်ကိုအကြောင်းအရာကိုကြိုက်တဲ့လူမျိုးပေးပြီးတော့အဲကျွန်တော်ရေးခိုင်းကြည့်မယ်ပေါ့နော်ကျွန်တော်ကအသေးကွက်တချင်းရေးပေးပါလို့ကျွန်တော်ရေးလိုက်တော့မယ် ဒါဆိုလို့ရှိရင်သူပြန်ဖြေတယ်ပေါ့နော်ဟုတ်ကဲ့လေမြန်မာဘာသာနဲ့အသေးကွယ်သချင်းတစ်ပုဒ်ရေးပေးပါမယ်ဒီသချင်းကခန်းစားချက်အပြည့်နဲ့ဘာညာသူရှင်းပြထားတယ်ပေါ့နော်ပြီးလို့ရှိရင်သူကအဲဗာလေခေါင်းစဉ်လေးပါတက်ပေးတယ်ပြီးလို့ရှိရင်အပိုက်၁အပိုက်၂နဲ့လာတယ်ကျွန်တော်တို့အင်္ဂလိပ်လိုတော့ verse 1 verse 2နဲ့လာမှာမဟုတ် chorus 2ဘာလို့လဲလို့မျိုးပဲပေါ့နော်ဟို chorus ဆိုပြီးတော့အင်္ဂလိပ်လိုကြီးလာမှာမဟုတ်ဘူးသူက chorus ကိုကြတော့ chorus ဆိုပြီးတော့အဲ့လိုမျိုး chorus ဆိုပြီးတော့ဗောနော်မြန်မာလိုပြန်ရေးပေးထားတယ်အဲ verse 1 verse 2မှာလည်းအပိုက်1အပိုက်2နဲ့သွားတာပဲဗောနော်ပြီးလို့ရှိရင် ending လို့ဘာလို့အဲ့ဒီဘိုင်းတွေမှာ fade out လို့ဘာလို့အဲ့ဒီဘိုင်းတွေမှာကြတော့အဆုံးဆိုပြီးအဲ့လိုမျိုးရေးပေးထားတယ်ဗောနော်ဆိုတော့ကျွန်တော်အဲ့ဒီဥစ္စာကိုကျွန်တော် copy ကူးတယ် copy ကူးပြီးလို့ရှိရင်ကျွန်တော်ဘယ်ထဲမှာသွားမှတ်မလဲဆိုတော့ကျွန်တော် notes ထဲမှာသွားမှတ်မယ်ဗောနော်အထဲထဲမှာမှ notes ထဲမှတ်ပြီးမှပါကျွန်တော်တို့အဲလိုချင်တဲ့စာသားပဲဖြစ်အတိုင်းတာပဲဖြစ်ဒီတိုင်းကိုပဲသူရေးပေးထားတဲ့အတိုင်းကိုမှကျွန်တော်တို့ပြန်ပြီးတော့အကုန်လုံး copy ကူးပြီးတော့ဟို ုံးလဲရတယ်ပေါ့နော်ဒါမှမဟုတ်ကိုမတုံးကျင်တဲ့စာသားကိုမကြိုက်တဲ့စာသားဆိုလို့ရှိရင်လည်းပြန်ပြီးတော့အဲ့လိုမျိုးဖြတ်ပြီးတော့ပြန်ပြင်ပြီးတော့အဲလုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုအလွယ်ပြတာဖြစ်တဲ့အကြောင်းလို့ကျွန်တော်သူပေးတဲ့သူရေးပေးထားတဲ့စာသားအတိုင်းကိုပဲကျွန်တော်အကုန်လုံး copy ကူးပြီးတော့ copy paste နဲ့ပဲတောင်းမယ်ပေါ့နော်အတချင်းနဲ့မရပါလဲမင်းမရှိတဲ့နေရပေါ့နော်သူအဲ့လိုမျိုးရေးပေးထားတယ် ဒါဆိုလို့ရှိရင်ကျွန်တော် copy ကူလိုက်မယ်ပေါ့နော်အပေါ်မလိုတဲ့စာသားတွေကိုဖြတ်ချပလိုက်မယ်ဖြတ်ချပြီးတော့ကျွန်တော်တခြင်းကောင်းစင်ကနေစပြီးတော့ပေါ့အဲအကုန်လုံး copy select all မှတ်ပြီးတော့ကျွန်တော် copy ကူမယ်အပိုက်တစ်ပေါ့နော်စသားမှာဟိုကောင်းစင်ယူအပ်ထဲဆိုလို့ရှိရင်အဆင်မပြေဘူးဆိုတော့ကျွန်တော်အပိုက်တစ်ကစပြီးတော့ဟိုဟာ copy ကူးမယ်ပေါ့နော် select all ပေးပြီးတော့ ဒါဆိုရင်ကျွန်တော် copy နှိပ်လိုက်ပြီ select all ပြီးလို့ရှိရင် copy နှိပ်တယ် copy နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ပဲ Chrome browser တွေပဲထပ်သွားမယ် browser တခုခုတွေပဲထပ်သွားမယ်ပေါ့နော်ကျွန်တော်ကတော့အမြဲတမ်းသုံးလို့ရှိရင် Chrome browser ကိုပဲသုံးတယ်ပေါ့နော်ပြီးလို့ရှိရင် suno.conel ကိုတစ်ချက်ဝင်ပြီး suno.com ပေါ့နော်လဲတော့တစ်ချက်ဝင်ပြီးပြီးလို့ရှိရင် အမှအပေါ်ဆုံးမှာပေါ်လာပြီး suno ဆိုတဲ့ AI account တခုပေါ့နော် AI ဟိုဟာ app တခုပေါ်လာပြီ AI နဲ့ထုံးစံတိုင်းပဲကျွန်တော်တို့အကောင့်ကဝင်ပေးရမှာပဲเนาะအဲဆီယာပြခဲ့လို့ပဲကျွန်တော်တို့ဟိုရှိပြီးသား Gmail account နဲ့ပဲကျွန်တော်တို့ဝင်လိုက်မယ်ဒါကျွန်တော်တို့ဒီ user ID အဆင့်ကိုမပြတော့ဘူးပေါ့เนาะဒီအဆင့်ကျွန်တော်ဝင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ suno.com နဲ့ကိုဝင်မယ်ပြီးလို့ရှိရင် account Gmail နဲ့ account ချိန်မယ်ပြီးလို့ရှိရင်ဒီပုံစံပေါ်မယ်ပေါ့เนาะ ီပုံစံလေးပေါ်လာလို့ရှိရင်ကျွန်တော်တို့ဟိုအပေါ်က custom ဆိုတဲ့နေရာလေးမှာအမှန်ကြီးလေးဖြုတ်ထားတတ်တယ်ပေါ့နော်အဲ့ဒါလေးအမှန်ကြီးလေးချစ်ပေး custom ဆိုတဲ့နေရာလေးမှာပေါ့နော်အမှန်ကြီးလေးချစ်ပေးပြီးလို့ရှိရင်ကျွန်တော်ဘယ်ဘက်ချမ်းမှာ create ဆိုတာရှိတယ်အဲ့လိုရှင် i accept ကိုနှိပ်ပေးပါတော့။ပြီးရင်အဲ right with suno ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်ဆော့ဆော့ကူးလာတဲ့တချင်းစာသားတွေကို paste ချမယ်။ပြန်ထည့်ချလိုက်မယ်ပေါ့နော်။ paste လုပ်လိုက်မယ်။ပြီးလို့ရှင်အောက်ကကျွန်တော်တို့ အဲ့ဒီ style of music နဲ့မှာကျွန်တော်တို့ဟို rock ပဲဖြစ်ဖြစ် pop ပဲဖြစ်ဖြစ်အမ်ပြောရှင် classics jazz ပေါ့နော်အဲ့လိုမျိုးကြိုက်တဲ့ဟို hip hop ပေါ့နော်ကျွန်တော်လိုချင်တဲ့တခြင်း music အမျိုးအစားကိုကျွန်တော်တို့ထည့်ပေးဟို metal ဆို metal rock ဆို rock slow rock ဆို slow rock ပေါ့နော်အဲ့လိုအကုန်လုံးထည့်လို့ရတယ်တမျိုးတော့ထည့်ပေးပေါ့နော် classical ဆို classical အဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့တွားပြီးတော့နှိပ်ပေးပြီးရင်ကျွန်တော်တို့အောက်မှာ create ဆိုတာရှိတယ်ဗောနော title နေရာမှာကျတော့ရေးချင်တာရေးဗောနော်ကျွန်တော်တခြင်းရဲ့နာမည်ပဲဖြစ်ဖြစ်ဒါမှမဟုတ်သူ AI ရေးပေးထားတဲ့တခြင်းနာမည်ပဲဖြစ်ဖြစ်လိုမျိုးရေးပေးလို့ရတယ်ပြီးလို့ရှိရင်အောက်အောက်ဆုံးနားလေးမှာ create ဆိုတာရှိတယ်ဗောနော်အောက်ဆုံးနားက create ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်သူအဲ့တော့တခြင်းလုံနေပြီဗောနော်တခြင်းအစအဆုံးလုံနေကြောင့်ဒီလုံနေကော drum နေ bass တွေ guitar တွေ piano တွေအကုန်လုံးသူလုတ်ပေးလိမ့်မယ်ဗောနော်ဒါဆိုရှင်ဒီနားမှာသူအဲလုတ်ပေးနေပြီဗောနော် အဲ့လေကျွန်တော်တစ်ချက်ခဏဆောင်ပေးအဲဒါဆိုလို့ရှိရင်ပြည်ွယ်ဝိုင်းလေးလေးတဲ့ပြည်ွယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရပြီပေါ့နော်ဒါတခြင်းအဲသူလှုပ်ပေးပြီးွားပြီပေါ့နော်ချင်းတီးပေးပြီးွားပြီကျွန်တော်စမ်းဖွင့်ကြည့်မယ်နော် noche y sol sol me detega se y si lloré ကျွန်တော်ထပ်ပြီးတော့အောက်ကကြံသေးတဲ့နောက်တစ်ပုဒ်ကိုဆက်ပြီးတော့စမ်းဖွင့်ကြည့်မယ်ပေါ့နော်။ Mean for about you need a sappy She winds up dying alone. And my dad is her son. Illy would day to say, see. see you new. And the she don't day a dream more. I guess <laughs> you're old on ိတ်မှာအပေါ်မှာ version 4ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော် version 4က V4 ကကြာတော့ကျွန်တော်မြန်မာစာတိတ်မပြီးတော့နော်ကိုရီးယားဆန်တယ်ပေါ့နော် K-pop တွေနဲ့ဆန်တယ်ဆိုတော့ကျွန်တော် version 3ကိုတစ်ချက်ပြောင်းပေးမယ်ဒီကျမြန်မာစာလည်းတိတ်ပြီးမပြီးတော့နော်သူကဟိုဟာလေး version 4မှာက version 3ကိုနှိပ်ပြီးတော့ကျွန်တော် create ထပ်ပြီးတော့လုပ်ကြည့်မယ်ပေါ့နော်ဒါဆိုကျင်သူ version 3နဲ့ create ထပ်လုပ်နေတယ်အဲ့လေးကျွန်တော်တစ်ချက်စောင့်ကြည့်ပေးမယ်ပေါ့နော်အဝိုင်းလေးရက်သွားအောင်အဲ့ဒါဆိုရင်ရပြီပေါ့နော်ကျွန်တော် တစ်ချက်ဆန်းပြီးတော့နားထောင်ကြည့်ရအောင် fuck thought in a shaky the chain we at the need the low you got it is a such a yeah you date the same see jare nim she and me yet dream my the shoe would on me on me there me the verse so yeah you take when i till the moment that shit there င်ကျွန်တော်တို့အောက်ကတပုတ်ကိုထပ်ပြီးတော့နားထောင်ကြည့်မယ်ပေါ့နော် been to toward in the sapi အချိန်တွေရပ်တနေသလိုရှင်ဘတ်တဲ့ is a chacha ဒီ day to say see chare မင်းရှိတဲ့နေ့ရဲ့တွေ့မှာတရှူဖို့တော့မင်းရောမိတယ်မင်းတန်ဖို့လမ်းဆိုရင်ဒီတဲ့ခွေးနာချင်းပေါ်နဲ့အရှင်တဲ့ ဒါဆိုလို့ရှိရင်မစိုးဘူးပေါ့နော်သူရဲ့လုံလုံနိုင်တဲ့အတိုင်းတာပေါ့နော်ဟိုကျွန်တော်တို့ထဲရ reference ယူလို့ရတယ်သူရဲ့တန်ဆင်တွေကိုကျွန်တော်တို့ယူလို့ရတယ်သူရဲ့စာသားတွေကိုလည်းကျွန်တော်တို့ပြန်ပြီးတော့လိုချင်တာကိုယူမလိုချင်တာကိုဖြည့်ဖြည့်ကပ်လုပ်ပြီးတော့ယူလို့ရတယ်ပေါ့နော်အဆင်ပြေတယ်သူကဒီကောင်ကတနေ့ကိုသူက၄ပုတ်လားမသိဘူးပေါ့နော် create ၄ကလုပ်လို့ရမှန်းတူတယ်ကျွန်တော်အဆုံးထိတော့ကျွန်တော်မစမ်းကြည့်ရသေးဘူးအဲ ဝါသနာပါတဲ့လူတွေလှုပ်ချင်တဲ့လူတွေစမ်းချင်တဲ့လူတွေတော့ချက်စမ်းကြည့်ပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့ဟိုတခြင်းပေါ့နော်ကြိုက်တဲ့ပုံစံလေးကိုကျွန်တော်ဒေါင်းမယ်ဒေါင်းမှုအတွက်ကကျွန်တော်ဒေါင်းချင်တဲ့တခြင်းပေါ့ကျွန်တော်ဖိထားပြီးလို့ရှိရင်အမှဒေါင်းလို့ဆိုတာလေးပေါ်လာတယ်ပေါ့နော်ဒေါင်းလို့ဆိုတဲ့ဥစ္စာပေါ်လာပြီးလို့ရှိရင် तू က music ပဲဒေါင်းမလားဒါမှမဟုတ် video ကိုဒေါင်းမလားဆိုပြီး तू မေးတယ်ပေါ့နော်မေးလို့ရှိရင်ကျွန်တော်တို့ကအစင်ပြေတဲ့ကိုလိုချင်တဲ့အတိုင်းအတာတစ်ခုနှိပ်ပေးလိုက်ပေါ့နော်ကျွန်တော်ကတော့ video နဲ့ပဲနှိပ်လိုက်တယ်ပေါ့နော် video နဲ့ပဲဒေါင်းလိုက်တယ်ခဏလေးစောင့်ပေးပေါ့နော်သူဒေါင်းနေလိမ့်မယ် ဒါဆိုဒေါင်းနေပြီเนาะ size က1.79 megabyte ပဲရှိတယ်ဗောနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဟို video player တစ်ခုလေးသွားမယ် MA player ဖြစ်တစ်ခုဗောနော်အထက်လေးသွားပြီးတော့ကျွန်တော်ကြည့်ကြည့်မယ်ဒါဆိုရင်ပေါ်ဆုံးမှာဒီဥစ္စာပေါ်နေပြီပေါ့နော်ဒါလေးချန်သားထောင်ကြည့်ရပါတော့ sa sa cha ye re data sense jare nim shi de ni ye trema ta shu bo dong ni yo me de ဒါဆိုလို့ရှင် copy paste နဲ့ AI ကိုတုံးပြီးတော့တခြင်းတဘုံလုံးအစဆုံးဖန်တီးကြပါတော့။ဒီလိုလိုလိုရတဲ့ AI တွေအများကြီးရှိသေးတယ်ပေါ့နော်။တခြင်းဖန်တီးလို့ရတဲ့ AI တွေအများကြီးရှိသေးတယ်။ဟိုကျွန်တော်ဒီဥစ္စာလေးနဲ့ပဲအလွယ်စမ်းပြလိုက်တာပေါ့နော်။အကုန်လုံးအဆင်ပြေကြပါသလိုကျွန်တော်ဆုတောင်းပေးပါရစေ။ ပြီးတော့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့သူတွေဆိုရှင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါဦးလို့ကျွန်တော်တောင်းဆိုပါရစေအားလုံးကျေးဇူးတင်ပါတယ်